ကျွန်တော်တို့တက်ကပြောရရင်မငယ်တော့ပါဘူးအသက်40ကျော်ပြီးကျဲအရွယ်ပေါ့အရင်နေဆုံးတဲ့ငချင်းတောင်းရောက်တဲ့တကွမ်းလာလာရန်ပင်ကူညီတဲ့ပြောပါတော့ဒီနေရာမှာပြောချင်တာကကျွန်တော်တို့တောင်းရောက်လောက်ကအိမ်ထောင်တဲ့တွေကလေးတွေနဲ့မိသားစုကိုစီရှိကြတယ် ဒါပေမဲ့အငြင်းနောင်းလေကိုရှိရှိကြတယ်တယောက်ကိုတယောက်ဘုံပေးဖိပေးကြလို့လေအတင်းကြီးတယ်ဆိုရမလားပဲကျွန်တော်နဲ့မြေကရဲဝင်ကျွန်တော်တကယ်ချင်းမယောက်ကအောင်ကောင်းကျော်နေလတ်ထွေလို့ခေါ်တယ်တပည့်တကငယ်လေးရစီတော့ချင်တဲ့အခါအင်းကိုအချောင်းမျိုးမျိုးပြပြီးအလဲချကူညီကြတယ်ဆိုရင်မမဘူး ကျွန်တော်တို့ထဲမှာအောင်ကောင်းကျော်ရဲ့မိမကလွဲလို့ကြံတဲ့မိမတွေကဖြစ်နေတိတ်မရှာတတ်ဘူးပြသူ့မိမကလူရင်လဲတယ်လဲတယ်အပေါ်ရင်တော့တောင်းမလိန်လိန်နဲ့တကယ်ကို အကွက်ချစ်ချာအမအယူနဲ့မှရတာပဲနောက်ပြီးဒီကောင်ကလည်းအငယ်တာထားချင်တာမရတာတော့ကြောက်တာသူ့အတွက်ပဲကောင်းရှုံနေရတာပဲပြမတော်လို့အလိန်ပုံရင် အကောလုံးတစီတဲ့မိမာကို ူမိမကဘလောက်လေတယ်လဲဆိုကျွန်တော်တို့ ਨੇ အပြင်သွားမယ်ညအိမ်မယ်ပြောရင်တခါတလေဖုန်းလိုင်းဆက်ဒီတပြအတီတော့ကျွန်တော်တို့မှလည်းအကြက်ရရတော့ဘောနောက်တော့အထာနဲ့သွားပြီ တယောက်တလဲမသွားပဲတရက်ထဲအတူတူချိန်သွားလိုက်ကြတယ်ကျွန်တော်တို့အိမ်ကိုဖုန်းနဲ့ဆက်ရလဲအပြင်မှာညအိတ်တာပဲတီးရမယ်မလားကျွန်တော်တို့ကညပတ်ပေါ်တာတွေမိတ်ဆွေတွေနဲ့အလကိစ္စပါညာတရကပြောရလို့ဖုန်းပိတ်ထားမဲ့အကြောင်းတင်ကြီးတို့တွေပြောထားတာလည်းရှိတော့ဘူးဒီတော့တော်ရုံတော့မမေ့နိုင်သေးဘူးဆိုရမှာပဲညနေကကျွန်တော်တို့စီအောင်ကောင်းချောင်းဖုန်းဆက်လာတယ်သူ့မိမက ူနဲ့အငယ်လေးနဲ့မက်ဆစ်ပို့ထားတာကိုတွေ့သွားတယ်တဲ့ကျွန်တော်တို့လည်းတိုင်ပတ်ပြီလေစကားမညီလို့လည်းမရှိဘူးမတည်ဘူးညင်ခံလဲရှုံမမဟုတ်ဘူးဒီတော့အကျဉ်းရိုက်ပြီးကောင်းချင်းဆိုင်ရပြီပေါ့အောင်ကောင်းကြောင့်မိမကထင်ထားတဲ့အတိုင်းပဲကျွန်တော်တို့စီဖုန်းဆက်လာတယ်အမှန်တမ်းပြောပြဖို့ပေါ့ကျွန်တော်တို့ကလည်းလေရင်တောင်အမှန်တရားပေါ်လိမ့်တာအကောင်းဆုံးလို့တွေးမိကြတယ် ဒီတော့အမိုင်တော့မဟုတ်ဘူးကောအောင်ကောင်းကျော်မှာတခါကလေးအစ်စီကလေးအစင်စကားပြောတဲ့ကလေးမလေးတော့ရှိတယ်လွလွချူချူပတ်သက်တာမျိုးတော့မဟုတ်ဘူးလို့ညာရတာပဲဗျာတာကိုသူကပြလို့များမယုံနိုင်တလေးသိဘူးနောက်တနေ Facebook ပေါ်မှာမရငယ်လေးပုံတွေတင်ပြီးအချက်ခွဲပါလေရော အောင်ကောင်းချုံရဲ့မယိုင်းငယ်လေးကယိုယိုပြီးဖုန်းဆက်လာပြန်။မယားကြီးကလည်းတောင်းချမ်းနဲ့သူတို့မှာလုံးလုံးပါကံရမှန်းမသိဘူး။ကျွန်တော်မတော်လို့ကျွန်တော်ကိစ္စပါပေါ်ကိုရင်အခက်သားပြ။အောင်ကောင်းချုံကတော့ဘယ်တော့မှတစ္ဆာမဖောက်ဘူး။ပျော့ပျော့နေနေတော့လန့်မိတာပဲ။ကျွန်တော်တို့မှာမယားကြီးကိုပြေးဖားရ။မယားငယ်ကိုချုံမရနဲ့။ ရှင်းမရတာမယားကြီးကမယားငယ်အိမ်ကိုဘယ်လိုတိသွားရမသိဘူးအိမ်အထိသွားတောင်းချမ်းတော့တာမယားငယ်လေးကို စပင်ဆွဲရိုက်လိုက်တယ်ဆိုတာဗီဒီယိုဆက်လမ်းမှာပဲတွေ့မှုတာကိုဒုက္ခအဝေးအစားတို့အကုန်ဆွဲချုပ်ဆွဲဆုပ်ချုပ်ပြပြီးလမ်းပေါ်ကို စပင်ဆွဲခေါ်လာတာတလန်းလုံးလူတွေအုတ်ကြက်ကြက်ဖြစ်ကုန်ကြတယ်မယားငယ်လေးလည်းတော်တော်အချက်ကွဲသွားတာပဲမယားငယ်ဖက်ကအမှုပြန်ဖွင့်မယ်အထိဖြစ်ခဲ့တယ် အောင်ကောင်းကျော်ကောင်းဟိုဖက်လဲရှုံးမော့ဒီဖက်လဲရှုံးမော့နဲ့ဒီကံပေါ်ကပြက်နေတာမင်းနိုင်ငံလေးနဲ့မကြပါဘူးမယိုင်းငယ်လေးကသူနေတဲ့အထက်မြင့်တိုက်ပေါ်ကနေခုံချပြီးတက်တည်သွားပါလေရောဖေဖေမှာလည်းဘလူပြန်အိမ်အထည်လည်းအချက်လခွဲတဲ့တန်ကိုခန္ဓာပေါ်မရဘူးမယိုင်းငယ်တက်တည်တဲ့ချားတော့မယားကြီးကတတုံမလုပ်ဘူးဘလောက်တောင်နာကြီးလဲမတိဘူးပြ ခဲတကအောင်ကောင်းကျော်သူကမယားငယ်လေးကိုအတော်တန်ရုပ်စင်ကြီးချတာမယားကြီးကိုကြောက်လို့တာမခွဲရဲတာမယားကြီးသာကွာပေးရင်မယားငယ်လေးကိုအတီယူတော့မှာကိုတိုက်ပေါ်ကခုံချတေးပြီးအောင်ကောင်းကျော်လည်းစိတ်ထိခိုက်သွားတယ်အရင်လိုပျော်ရွှင်နေတာမျိုးသူ့မှာမတွေ့ရတော့ဘူးသူ့ကြောင့်လူအသက်တချောင်းသူချင်းရတဲ့ဒုတိယအောင် ဆုံးချုံရပြီရှုဆိုတဲ့ခံစားချက်ကလည်းကြီးစိုးသွားပြီလေ ပြည်ထနာကခုမှစတာပဲဗျာတညနေကြတော့အောင်ကောင်းကျော်ကကျွန်တော်တို့နဲ့အရေးတကြီးတွေ့ချင်တယ်လို့ဖုန်းဆက်လာတယ်သူချိန်တဲ့ဘီယာဆိုင်ကိုထွက်လာကြတာပေါ့ဆိုင်ရောက်တော့တည်တဲ့ခန်းမှာဆိုလို့အဲ့ဒီအခန်းကိုဝင်သွားတယ်ဟာတကောင်တာကမူးလို့ပုတ်နေပြီသူကောင်ကစပင်ကိုလက်နဲ့မချမ်းမချမ်းထိုးဖွှတ်ထားလို့စပင်ပုတ်တိုင်းနဲ့ကို ဖြစ်လို့ကျွန်တော်တို့ကိုလည်းမြေရောငိုချလာ လာပါလေရောမူရင်းနဲ့ပြောနေတာကမူမူလေးမူလေးမချုပ်ဘူးဟာနာနာရှိနေတယ်ဆိုတဲ့စကားပဲကျွန်တော်တို့လည်းအစားကဒီကောင်မူလို့ရှုပ်ပြောနေတယ်ပဲထင်နေတာနောက်တော့အကြောင်းဆုံးတရားမှကြောရှမ်းနေဆိုတာစူပွဲရမရှိပဲဗျာအောက်ကောင်းချော်ကသူ့အငယ်လေးကိုမူလေးလို့အပြားဆုတ်ခေါ်တယ်ကောင်မလေးနမယ်အပြည့်စုံကပြည့်မမူချော် တယ်ပြစ်မမချော်တယ်သူအတက်ကခုမှ26နှစ်ပဲရှိသေးတာကျွန်တော်တို့လည်းတော့အတက်အတော့กว่าတယ်ရဲ့ရှင်းလေပြီးနောက်နောက်ကဆရာလို့ပြောတယ်အကောင်းချောပြင်သွားရင်ညဖက်တွေ့ဆိုကောင်းတော့ခမ်းမထန်လိုက်တက်တယ်တဲ့ဖြစ်နိုင်ပါမလားဆိုတော့သူ့မိမလည်းငြင်းတယ်လို့ပြောတယ်ကျွန်တော်မယုံရင်အခုသူကမောင်းပြမယ်ဆိုလို့နေပါကွာ လို့တားရသေးတယ်အဲ့ဒါအပြင်သူ့အိမ်ထဲလဲရှောက်သွားနေတယ်လေဗျာပြစ်မှုမှုကျော်အိမ်မမဟုတ်တာမင်းကလည်းဘလို့ဝင်လို့ရှုပ်မလဲကွာလို့ပြောပြသေးတယ်ဒီကောင်ကတော်ရှောက်ရှည်တဲ့ကောင်အတူတန်းသာသွားပြီးမိုးလေးကိုကိုကိုမခွေးနိုင်ဘူးကိုကိုနားမှာပဲနေပါမိုးလေးမရှိရင်ကိုကိုတည်လိုက်မယ်ပါညာနဲ့တော့ပြောထားမိတဲ့ဗျာဒီတော့အိမ်မက်တာတော့ အမမတ်တာကောင်းမလေးကညနနွန်းနွန်းနဲ့လာပြောတဲ့ကိုကိုမိုးလေးနေဆရာမရှိဘူးဒုက္ခရောက်နေတယ်လို့အမမတ်တာကိုအောင်ကောင်းကျော်ကတောက်ဆူကိုကိုနားမှာပဲနေဘယ်မှမတော်နဲ့ဆိုပြီးကြံကြံပြောမိတယ်တဲ့ဗျာအဲ့ဒီအချိန်ကဆလို့ပြည့်မမှုကျော်ရဲ့ဝိညာဉ်ကိုအိမ်မှာတမျိုးကားပေါ်မှာတမျိုး တွေ့လာရတာပဲအခုနောက်ပိုင်းမှာပုံပြီးဆူဝါလာခဲ့တယ် သူတို့လင်မြန်းနေအောင်အိတ်တက်ကတဲ့မှာနေအောင်ကြားထဲဖို့အိတ်လာတဲ့အထီးဆိုတော့အောင်ကောင်းကျော်လေးတုံလောက်လာပြီလေဘလောက်ပဲချစ်တယ်ပြောပြောဘဝကရှားနေပြီမလားသူမိမဆိုညံ့ညံ့မအိတ်ရဲလို့လူလဲချောင်းတောင်းတောင်းတောင်းဖြစ်ချင်နေပြီဆိုပဲလူလဲချောင်းတောင်းတောင်းဖြစ်ချင်နေပြီဆိုပဲဗျာကျွန်တော်တို့ကိုဘယ်လိုလုပ်သိမ့်တယ်လဲဆိုပြီးအချိန်ငယ်တောင်းတာပေါ့ကျွန်တော်တို့မှဒီလိုကိစ္စမျိုးက အတွေ့အကြုံမရှိရုံမကဘူးကြားဖို့နားဝတော့မရှိခဲ့ဘူးပြတစေတရဆိုတာလေရှုံလဲမယုံတလို့မြင်လဲမမြင်ခဲ့ဖို့ဘူးလေလန်ထူအေကမေမောင်းကွာကားပေါ်တကယ်ပါမပါငါလိုက်ကြည့်မယ်လို့ပြောတယ်ကျွန်တော်ကမယုံပေမဲ့အလောက်တော့မစမ်းတက်ရဘူးနောက်ဆုံးကျွန်တော်ကကားမောင်းပေးတယ်လန်ထူအေကရှေ့ခန်းမှာအောင်ကောင်းကျော်ကကားနောက်ခန်းမှာကားထိုင်ကုန်ကို ကောင်းမိပြီးထိုင်လာတယ်။ဘာရည်တော့မဟုတ်ဘူး။သူပြောတာဟုတ်မဟုတ်သိချင်လို့ဒီတပတ်မောင်ပြီးစံတက်ချီရုံလေးပဲ။ဘီယာဆိုင်ကနေထွက်လာတော့ညာရှိနိုင်ကြုံနေပြီ။လမ်းပေါ်မှာလူတွေလည်းကျဉ်ဆပြုတ်နေပြီပေါ့ဗျာ။ကားကိုပုံမှန်လေးပဲမောင်းလာခဲ့တယ်။နိုင်ရွယ်တော့အတီတော့အားလုံးပုံမှန်ပဲဘာမှမထူချဘူး။နိုင်ရွယ်လည်းကြော်လာရောလူပြတ်တဲ့နေရာလေးရှောင်ရော။ အဲကုန်ဖွင့်ထားတဲ့ကားထဲကနေအပေါင်းမကြီးကရုတ်တရက်ထွက်လာလေရောဗျာဒါကိုကျွန်တော်တို့တုံးရလုံးရှတယ်အောင်ကောင်းကျော်ကကားနောက်ခန်းကနေရီဝူဝဲတန်နဲ့ပြောလာတယ်ရကြလားတခုခုတခုခုလိုမျိုးတင်းအနာထူရကမဖြစ်ချင်းဖြစ်ချင်းနဲ့တင်းဒေတာကျွန်တော်ကတော့ဒီလိုအဖြစ်မျိုးမကြုံဘူးလေတော့တိတ်ပြီးကြောက်မနေသေးဘူးအနံ့ကပူပူပြီးနန်းလာတယ် ကောင်းချင်းမှန်ကနေအောင်အောင်ကောင်းကျော်ကိုတော့မကြမကြကြည်ဖြစ်တယ်ဗျဒီကောင်ကမူပြီးအိပ်ပျော်သွားပြီးလန်ထူအေးကလည်းသူ့ကောင်းကိုမကြမကြစုံနေပြီးနောက်ကိုလန်လန်ကြည့်နေတာတွေ့တယ်မြောက်ဒါစကားမပြောဖြစ်ကြဘူးအချင်းလေးကိုစုံကြည့်ပြီးကောင်းကိုပုံမှန်အတိုင်းပဲမောင်းနေတာခဏနေတော့ကျွန်တော်တို့ကောင်းနောက်ကိုလမ်းပြီးခွေးအုပ်ကြီးကထိုးဟောင်ပြီးပြေးလိုက်လာကြတာဗျာ ခွေးအကောင်၆ကောင်ခုနှစ်ကောင်လောက်ရှိမယ်တဝူးဝူးနဲ့ထိုးဟောင်းနေတာကောင်းကပုံမှန်လေးပဲမောင်းနေတော့သူတို့ပြေးလိုက်တာမီနေတာပေါ့အဲ့ဒီအချိန်မှာပဲကျွန်တော်တို့ကျွန်တော်ခေါင်းကစပင်တွေထောင်တော်လေးကိုခန်းဆိုင်ရပြီးကြောနဲ့ချင်းလာတယ်လူကချမ်းစိတ်စိတ်ဖြစ်လာတာကျွန်တော်လူပဲလက်ထွေးလေးခန်းဆိုင်ရတယ်လို့ထင်တယ်အကုန်ကိုရှိုးရတယ်ဗျချမ်းလို့လာရအောင်အေးစိတ်လာတယ်လို့ဖြစ်လာလို့ သူနဲ့ကျွန်တော်မိတခုပြေတခုပဲပြောမိကြတာအခုရှင်းလိုက်လေလူကအချမ်းမပြေဘူးရှင်လဲတလက်လက်တုံးလာသလိုဖြစ်လာတယ်မပွင့်မရဲနဲ့ကားနောက်ကြည့်မှန်ကိုလမ်းကြည့်လိုက်တော့မျက်နှာတဆန်းမျက်နှာတချမ်းစုပ်ပြစ်နေတဲ့ ပြိမမကျော်ကအောင်ကောင်းကျော်ပခုံးကိုမိပြီးကျွန်တော်ကိုလမ်းကြည့်နေတယ်ဗျာအဲ့ဒီအချိန်ဘဝမှာအကြောက်ဆုံးအချိန်ပဲဘလောက်တောင်ကြောက်မိတယ်လဲဆိုတာစူပွဲရမရှိတော့ဘူးအော်လို့လည်းမရဘူးကအစင်မိနေတယ်လို့ဖြစ်ပြီးလက်တွေထုံလာတယ်စီရတိုင်းကင်ထားတဲ့လက်ကမမြဲချင်လာတော့ဘူးဒီပုံနဲ့စက်မောင်းနေမဖြစ်တော့ဘူးဆိုတဲ့အတိကကောင်းတဲ့ချက်ချင်းရောက်လာတာရုတ်တဲ့ပဲအုပ်ပစ်လိုက်တော့နတ်သူ လှထိုးအေးလဲကြောင်သောပုံရတယ်ပြီးမှသူလည်းတတိယပြီးကနောက်ခန်းကို အမြန်လဲကြည့်တော့တာလှထိုးအေးမျက်လုံးအပြူသားနဲ့တုံတုံရင်ရင်ဖြစ်ပြီးကားပေါ်ကနေဆင်းပြေးပါလေရော သူဆင်းပြေးတော့ကျွန်တော်လည်းပြင်နေလိမ့်မလဲလိုက်ပြေးတော့ဗောအောင်ကောင်းကျော်ကအဲ့နေတောင်မှတူးလို့လေသူ့ကိုဘလို့အာကိုမလဲမဟုတ်ဘူးလားလန်ဒဘက်စီကိုတယောက်တနေရပြေးနေရင်ကလား လန်းကူပြီးအသူဆုံးတော့နေအောင်လုံးမိုးနေချတာသူ့တို့တုံနေတာများတဆက်ဆက်နဲ့ဘောကားစီလည်းပြန်မတော်ရဘူးမတော်လို့လည်းမဖြစ်ဘူးလမ်းမှာတခြားကားလည်းမရှိအောင်ကောင်းကြော်ကိုဒီတိုင်းထားခဲ့လို့လည်းမဖြစ်နဲ့သူ့ကားနဲ့ဘီယာဆိုင်ကိုပြန်ရမှာဆိုင်ရှိမှာကျွန်တော်တို့ကားတွေ့ကကျန်နေတယ်လေပါဆက်လို့ရမယ်မသိသူဖြစ်လာတော့တယ်နောက်ဆုံးကြောက်ကြပဲကွာပါကြောက်စရာလိုလဲဆိုပြီး အချင်းချင်းတတိပြန်မွေးပြီးတုံတုံရှင်ရင်နဲ့ကားစီပြန်သွားကြတာပေါ့ကားရှိမန်ကနေကားထဲကို အရင်ချောင်းကြည့်ရသေးတယ်ပြစ်မမချော်ကိုမတွေးတော့မှစိတ်နဲ့နဲ့အိတ်သွားရတာဗျကားတကားဖွင့်ပြီးအောင်ကောင်းကျော်ကိုအရင်နိုးလိုက်ကြတယ်ဒီကောင်နိုးနေကျွန်တော်တို့လည်းကြောက်စိတ်နေနေတော့ပြင်ပေလေမနေနိုးရတယ်ဗျမျက်နှာကိုရည်တန့်ဘူးရှင်နဲ့ဖြန်းပြီးလှုပ်လို့တော့မှနိုးလာတော့တယ် ူလည်းနည်းနည်းတော့မူးနေမူးအမူးပြင်းနေပြီကျွန်တော်တို့လည်းဖြစ်ကြောင်းပုံစံပြပြတာပေါ့သူကတော့မကြောက်နဲ့လို့ပြောရှာပါတယ်ဒါပေမဲ့ဒီကောင်လည်းကြောက်နေတယ်ဆိုတာကျွန်တော်သိတယ်တလူနဲ့လားထွေးကတော့တလဲပြန်မောင်းကျွန်တော်ကပြီးကထိုင်အောင်ကောင်းကျော်ကနှုတ်ခမ်းပါပဲသူကပစက်ကနေပြောနေတယ်လူလေးဘုဘကဝမလိုက်ပါနဲ့ကွာအဲလက်ထွေးကတော့ ားတဲ့ထည့်ထားတဲ့တရားခွေကိုထားပွင့်လိုက်သေးသည်။ကြောက်တာကိုဘီယာဆိုင်ဘက်ကိုပြန်လဲမောင်းလာကြတယ်။အကြောင်းဖို့အတင်းထားပေမဲ့ကြောကမလုံဘူး။မောင်းလာရင်ကားနောက်ခံကိုပဲအာယုံဆိုင်နေကြတာမလား။ဘလောက်တော့ဒီပြန်ဖို့ကောင်းတယ်လဲဆိုရင်လာသူရင်မောင်းနေတဲ့ပေချံကားဘေးကနေအတန်ကြားလို့အကော်လုံးလဲကြည့်လိုက်တော့မျက်နှာတစ်ချမ်းစုပ်ပြတ်တန်ရာကြီးနဲ့ ဖြစ်မှုမှုကြောင့်ပေးချင်းရှင်ပြီးပြေးလိုက်နေတာပဲကျွန်တော်တို့လည်းငယ်တန်းပအောင်အော်ဟစ်မိကြတယ်လက်ထွေကလီဘာကုန်နေပြီးမောင်းတို့တာတာမန်ကမပြောနဲ့ပြန်ကားတော့မီအောင်မလဲနိုင်တဲ့နှုံသားပြဖြစ်မှုမှုကြောင့်တော့ထချင်းမကွာလိုက်ပါလာနေတော့နောက်ဆုံးကပလက်ဖုန်းကိုဝန်တန်းမိပြီးကားလည်းမောက်ဝါလေရောကျွန်တော်တို့လည်းတေးပြီလို့တွန်းလိုက်ပြီးဆေးဥမှာတတိလစ်နေတာတ냐နောက်ရင်ညနေခင်းမှာ တတိပြန်လေတယ်ကံကောင်းလို့မတည်တာပဲတတိပြန်ရလာတော့လူကကြောင်တောင်ဖြစ်လို့ပဲနေရာကြီးကြီးဖြစ်မှုမှုပဲအနေနဲ့တလို့ဖြစ်နေတာပရိရိတ်တို့ယဉ်မှန်းတွေမနေ့မနောတောင်းလဲရသေးတယ်အဒီကိစ္စဖြစ်ပြီးအောင်ကောင်းချော်လဲပုံချီဝိတ္တာကခုဆိုတောင်းဝါတောင်းရတော့မယ်တခါတလေဦးစင်းစီတော့တွေ့ဖြစ်ရင်မင်းမိပါနဲ့မိုးလီရှိသေးလားဖျားဆိုတော့ ကျောင်းထက်ကပင်နေပင်ချင်းမှထိုင်နေတော့တကားဦးစင်တို့အစွဲကိုမချုပ်ဘူးလားအမြတ်မပေးဘူးလားမိရတန်လည်းအမြတ်ပေးတယ်အလူတနာလောက်တန်လည်းအမြတ်ဝေတယ်တကားသူကအမြတ်မလိုချင်ဘူးဆိုတော့ဦးစင်လည်းမတတ်နိုင်ဘူးပေါ့တဲ့ဦးစင်ကိုတွေးချင်ပေမဲ့ဝေဝေးမှတကားပဲတော့သူရဲတော့တယ်တော်တိုင်းလေပင်နေပင်ချီကိုဦးဝေကရှောင်ဖြစ်ပါတော့တယ်တော်တာလမင်းစင်တာညမဖက်ရဗရလုကညမဖက်ရ စစ်မှန်လေးကတလောက်ပါပဲခင်ဗျာ